ရုံကြီးရဂီတတစ်ခုကိုဖန်တီးဖို့အတွက်ငွေကြေးနဲ့အောင်မြင်မှုကိုအဓိကမထားဘဲ underground နယ်ပယ်မှာရုန်းကန်နေကြတဲ့လူငယ်တွေဟာလူနယ်ဒေးရှိနေပါတယ်။ကိုကြိုက်တာကိုလုပ်ပြီးကိုယုံကြည်ရအတွက်ပဝန်းကျင်နဲ့အတိုင်းဝိုင်းရဲ့ထိုးနှက်ချက်တွေကလည်းအမြဲလိုလိုပုံမှန် တွေ့ကြုံရတတ်တဲ့အရာတစ်ခုပါ။၂008ခုနှစ်ကရွှေဝါရောင်တန်ဃာတော်ရဲ့မြစ်တာတုတ်ရွတ်ဖတ်တဲ့လှုပ်ရှားမှုကြီးကိုမြမစစ်အာဏာရှင်တွေအကြမ်းဖက်ဖြိုခွင်းခဲ့တာကိုကိုရွင့်မြင်ခဲ့တဲ့ကြော်ကြော်တို့တငယ်ချင်းတစ်တိုက်ဟာ သူ့ရဲ့ရှင်ထဲမှာမခံကျင်စိတ်တွေဒေါသတွေနဲ့နာကြီးမှုတွေကအဆိုင်ခဲလို့ဖြစ်ခဲ့ပါတယ်။ဒီအဆိုင်ခဲတွေကိုဖောက်ခွဲဖို့နဲ့မွန်းကျက်လာတဲ့စစ်အာဏာရှင်တွေရဲ့တမ်မဏိလက်သီးဆုပ်ကြားကလွတ်မြောက်ဖို့အတွက်ပန့်ဂီတာကိုသူတို့ရှာတွေ့ခဲ့ပါတယ်။ဒါ River Royal ဆိုတဲ့ underground ဂီတအဖွဲ့လေး တရေတီချိန်မှာပဲမြမယင်ကျေးမှုနဲ့မစီလျော်တဲ့ဂီတလန်တရဲ့ယင်ကျေးမှုဆိုတဲ့တိုက်ခိုက်ခိုးနှက်မှုတွေကြောင့်သူတို့တယောက်ချင်းရဲ့ရက်ဒီရီဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုထတ်ကြုံရပါတော့တယ်တရောင်းတော့တော့ကွာအများကြီးပဲပေါ့အခက်ခဲတွေအခက်ခဲတွေကတော့နံပါတ်1အိမ်ပေါ့အိမ်ကအရန်ဟိုဒီဖီအားလဲအရန်များတယ်ပြီးတော့ဒီပတ်ဝန်းကျင် ပဝင်းကြီးရတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီမျိုးဖလာရင်ကြီးမှုအယူအဆနဲ့ကျွန်တော်တို့ရဲ့အဝယ်စားနဲ့ကလုံးဝအဆင်မပြေဘူးဗျာဟိုရဲတော်မှာတခါတလေစောင်းမြက်ကပုံမှန်နဲ့ဖမ်းဖမ်းလို့ရတဲ့အနေထားဗျာအဲ့ဒီခေတ်သွားကြောင်းကျွန်တော်တို့အမြဲတမ်းမတင်ကြတဲ့မျက်လုံးတွေနဲ့တခိုးတွေကြပိုးတွေဆိုတဲ့မျက်လုံးတွေနဲ့အမြဲတမ်းကြည့်နေအောင်လူ့ဖွဲ့စည်းတစ်ခုလုံးကကြည့်နေတာစေသမားတွေလားဟိုကလေးကချေတွေလားဆိုပြီးတော့အဲ့လိုမျိုး အမြင်တွေရှိခဲ့တယ်အခုကမှနည်းနည်းတော်သွားပြီအဲအရင်တော့တော့လို့အမြင်တွေရှိတော့ကျွန်တော်တို့မှအပြင်ထွက်ပြီဆိုရင်ဟိုတော်တော်ကြီးကိုကျွန်တော်တို့ကြည့်တဲ့မျက်လုံးအနေနဲ့ပါရင်တော်တော်ကြီးကိုရုန်းကန်ပြီးတော့လှုပ်လာရတာမဟုတ် အဓိကတော့ကျွန်တော်တို့ကတော့ဂီတတယ်မဟုတ်ဘဲနဲ့ဒီဘဝနေထိုင်မှုရောပါတော့အမှပို့ဆိုးရတာပါဟုတ်လူရယ်လို့ဖြစ်လာရင်ကိုယုံကြည်တာကိုတခုကိုလွတ်လပ်ခွင့်ပါကျွန်တော်တို့ကြောင့်ကျွန်တော်တို့ကြိုက်တာကျွန်တော်တို့လုပ်တယ်ပြင်ကျွန်တော်တို့လုပ်တာကြောင့်ကြိုက်တယ်ကအဲ့ဒီတော့ကြောင့်မို့ဒါကိုဒီလမ်းကြောင့်ကျွန်တော်တို့ရှောက်တယ်ဆိုတာလေတကယ်ဘဝခံယူချက်ဘဝရဲ့နေထိုင်မှုတစ်ခုအနေနဲ့ကျွန်တော်ရှောက်တာပါအားလုံး ာလောကရဲ့ပင်မစီးကြောင်းပေါ်မှာ rock နဲ့ hip hop တွေဟာစုမှုထားပါတယ်။ထုတ်လုပ်သူတွေ၊ဂီတပွဲစီစဉ်သူတွေရဲ့ဆုံးဖြတ်ချက်တွေအောက်မှာကိုလန်းကိုဖောက်ပြီးဂီတသစ်ကိုဖန်တီးနေကြတဲ့ underground ကလူငယ်ဂီတသမားတွေအတွက်စင်ခေါ်မှုကတော့သိက္ကိုကြီးပါတယ်။နိုင်မဲအဖွဲ့ကအောင်မျိုးလင်းကကိုအမှုပညာကိုချပြဖို့အိတ်ဆိုင်လုပ်ခဲ့ရတာပါလို့ဆိုပါတယ်။ဒီမှာဒီလက်ရှိနေရာရပြီးသားတွေပေါ့ဒီ rock band တွေရှိမြဲပြီးတော့နောက်ဒီ ေခေါ်လိုမျိုးအဲ့လိုမျိုးပေါ့နေရာရာပြီးသား music တွေရှိရိုင်းနေအဲ့ဒါတွေကိုပဲဒီ show organizer တွေ producer တွေကဒါကိုပဲသူကဆက်ပြီးတော့ဒီဟာကိုပဲဆက်ပြီးသွားနေကြတယ်ဒီအစ်စ်တွေကိုသူကတိတ်ပြီးတော့စိတ်ဝင်စားတာလားဒါမှမဟုတ်သူတို့ကိုပဲမကြိုက်တာလားဘာကြောင့်လဲတော့မသိဘူးဒါအရင်ဟိုမပါဝင်တဲ့အတွက်လေဒီဘက်တွေကကိုယ့်ကိုယုံရတာများတယ်ဒီဘက် band တွေကခဏကောင်း band တွေအဓိကပြင်မဲ့တဲ့ band တွေပေါ့ကိုယ့်ကိုယုံပြီးတော့ကိုယ့်အားကိုစိုက်ထုတ်ပြီးတော့ ဲ့အဲ့လိုပဲဆက်ပြီးသွားနေရအခုချိန်ထိပါပဲစပြီးတော့ကျွန်တော်တို့ဒီနိုင်မဲပေါ့နော်ကျွန်တော်တို့ဒီမတိုင်ငယ်တာကျွန်တော် ban တွေလောက်ထားရှိရဲ့ပြီးတော့အဲ့ဒီမှာအဲ့ဒီအရင်တော့ဆိုပို့ဆိုးတယ်ဒီဟန်နာလောင် ban တွေဒီလုတ်ဖို့တက်ဆိုလို့ချင်းကွာကိုပေါ့နော် ban မြန်မာတွေစုပြီးတော့ကိုစံကို site ထုတ် site ထုတ်ပြီးတော့ဒါတရှင်းနေလောက်ကြတယ်အတန် recording လုပ်မယ်ပြီးတော့နောက် show လုပ်ရင်တော့မှပဲကိုပစံကို site ထုတ်ပြီးတော့အဲ့လိုလောက်ရတာပေါ့အဲ့လိုအနေအထားမျိုးဒီ music ကိုဒါမဲ့လေဒီ music ကိုဒီခြားပြကြရင်တော့ဒီဝါသနာပါတော့အဲ့လိုဒါတိုးစားပြီးလောက်ကြဒီတပံနဲ့မဟုတ်ပါဘူးအကုန်လုံးအဲ့လိုပါဘူး ရှင်းအဗန်ထုတ်ပြီးလူကြိုက်များအောင်ဈေးကွက်တင်ရောင်းချရတဲ့ဒီနယ်ပယ်မှာ underground တွေဟာသူတို့ဖြစ်ချင်တဲ့အပိုင်းကိုအမြဲဦးစားပေးတာကြောင့်တချင်းအဗန်ပေါအောင်ဘယ်တည်းရေးဘယ်ဖွဲ့နဲ့ဘလို့တီးပြီးဘလို့ marketing ဆင်းရမယ်ဆိုတာတွေကိုသူတို့ဂယူးမဆိုင်ကြပါဘူးဒါပေမဲ့အဲ့ဒါကအမှုပညာပို့ဆံပါတယ်လို့ညီညီထွေးကပြောပါတယ် ။ Underground တွေရဲ့လူငယ်ရဲ့လူရှားနေတာအားရဖို့တော့ကောင်းပါလား။သူတို့ဒီ music ကိုစိတ်ဝင်စားတဲ့လူတွေစုပြီးတော့ဗောနော်။သူတို့အဲ့လိုမျိုး band နေတော်များတော့ကြားတယ်။အဲ့လိုရင်းနဲ့အခုဆိုလဲဟိုသူတို့ခွေလေးအဗန်လေးတွေထွာလာအဲ့ဒါမစိုးဘမစိုးဆိုရဲအကောင်းဆုံးမဟုတ်တော့မစိုးဘူးဆိုရဲအစင်တော့တွေ့ရနော်ကောင်အနောက်ကောင်လူငယ်တွေကသူတို့သူတို့လေ့လာတဲ့အပိုင်းပေါ့နော်သူတို့ဖြစ်ချင်တဲ့ ါပေါ့အဲ့ဒီရအောင်သူတို့အရှိတန်းဦးလာရံပေးရဟိုမှာအခုတခွေတုတ်ကြပြီဆိုရင်လူတွေတော်တော်များများဒီခွေပေါက်ဖို့ပေါ့နော်ပေါက်မယ်လူကြိုက်များအောင်လုပ်ကြတာများတယ်ဒါပေမဲ့သူတို့ကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကသူလုတ်ချင်တာလုတ်တယ်ကြိုက်တာမကြိုက်တာဒီနားထောင်နဲ့ပြည်တက်ကြီးအပိုင်းဖြစ်သွားတာပေါ့အဝါကြတော့လူငယ်တွေကြတော့အဲ့လိုမဟုတ်သူတို့မှပါပဲရှိရဲဆိုတော့သူတို့ကသူတို့တီးမယ်သူတို့စုံမယ်အဲအဲ့ဒီပိုင်းလေးပဲလုပ်တယ်သူတို့ရဲ့ထိုင်ရက်ကဒီအမှုပညာပေါ်မှာထားတဲ့ဟာကသူတို့ ့ရဲ့ဟိုသူတို့ဖြစ်ပေါ်နေတဲ့စိတ်ကိုဝေါ်ဝါကိုယ်ဝင်တွေ့ရတယ်ပေါ့နော်အဲ့တော့ music ကိုစမ်းမလားအနုအနုပညာကိုစမ်းမယ်လို့လည်းယူဆလို့ရတယ်သူတို့ဂီတာဟာပက္ကသနာမပါဘူးဈေးကွက်ဝင်းမဝင်းထက်အကန့်အသတ်ဘောင်းတွေနယ်နိမိတ်စီးတွေချမထားတဲ့မြေအောင်ဂီတာရဝန်းဟာ သူတို့အတွက်စိတ်လွတ်လပ်ပေါ်ပါစေပါတယ်။အလောင်းအောင်ဂီတသမားတွေကတော့အဓိကတော့ဒီပရိသတ်တွေဘာကြိုက်လဲမကြိုက်လဲဟုတ်ဘူးမဆိုင်ဘူး။ငွေကြေးကြောင့်လည်းသူတို့ဂီတလုပ်နေရမှာမဟုတ်ဘူး။ပရိုဂျူဆာတွေရဲ့ကျိုးဆွဲရကနေတဲ့လက်ကင်တုပ်တွေလည်းမဟုတ်ဘူးဗျာ။အနာရောသမားတွေကကြတော့သူတို့ကြိုက်တဲ့ဂီတကိုသူတို့စိတ်တိုင်းကြဖန်တီးပြီးတော့ ဟိုပြည်သက်တွေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသူတို့လုတ်ပိုင်ဝင်သူတို့ရဲ့ဖန်တီးမှုကိုသူတို့အပြေးဝါအသုံးချတာအဲ့အန္တရာယ်သမားပေါ့ mainstream ကကြတော့သူ့မှာပကာသနာတွေပါလာတဲ့အခါမှာကြတော့သူလုတ်ချင်တာတဝက်ပြည်သက်မကြိုက်မှနဲ့ဈေးကွက်မဝင်မှတဝက်ကိုစဉ်းစားရတဲ့အတွက်ကြောင့်မလို့ဖန်တီးမှုကအပြေးမပါတော့ပဲတဝက်ပဲပါလာနိုင်တော့တယ်ပေါ့ပြီးတော့ဖိအားလည်းပုံများတာပေါ့အနုပညာကတော့ကွာဟိုဘာအကန့်အသတ်ဘာပေါမှမရှိပဲနဲ့ဟိုဒုလွတ်လက်လက်စိတ်ထဲက ဒါလည်းခံစားချက်ကိုဖန်တီးတာပဲဆိုတော့ဟိုအမှုပညာဒါကတော့အဆန်ဆုံးပဲပေါ့တခြားခရီးအားကြောင့်ငွေကြေးကြောင့်တခုခုကြောင့်လုံနေရတယ်ဒါအမှုပညာမဆန်တော့ဒါဒါကျွန်တော်ရဲ့ကိုယ်ပိုင်ခံယူချက်တခုပေါ့အရင်ကတည်းကအားပေးမှုကိုမရခဲ့လို့ဘလောက်ပဲတိုက်ခိုက်တိုက်ခိုက် စိတ်ပြက်စရာတော့မရှိဘူးလို့အောင်မျိုးလင်းကယူဆပါတယ်။ပင်မရေစီးချောင်းပေါ်ရောက်သွားရင် ထုတ်လုပ်သူစီစဉ်သူတွေရဲ့ဖက်တောက်ပိတ်ဆို့ကန့်သက်မှုတွေနဲ့စင်စာလုတ်လာရင်လဲသူတို့ရဲ့လမ်းကြောင်းကိုပြောင်းမှာမဟုတ်ဘူးလို့ဆွဲဆွဲမြဲမြဲယုံကြည်နေပါတယ်။ ကိုဟာကိုကိုလုံးကြရှိရပါဘောနော်ကို music ကိုဒီ design map ပေါ့ဒါကိုပဲဆက်ပြီးတော့လုံသွားကြဖို့ပဲစိတ်ပြတ်သွားရတယ်ဆိုသွားအောင်လဲအရင်ကတည်းကဘာမှအပင်းမှုကဘာမှမရှိခဲ့တာမဟုတ်တာစိတ်ပြတ်သွားရကြောင်းလည်းမရှိဘူးလေအရင်ကလည်းကိုယ့်အလုပ်လုပ်တယ်အခုလည်းကိုယ့်အလုပ်လုပ်နေကြတာကိုယ့်ကိုပြီးကိုယ့်ဘန်းကိုကိုယ့်တခြင်းကိုလုပ်သားပြီးလုပ်သွားရုံပဲမူရင်းအတိုင်းပဲကိုကြိုက်တဲ့ပုံစံမျိုးပေါ့ဒီနိုင်မဲဆိုနိုင်မဲဒီပုံစံကိုပဲအကောင်းဆုံးချပြပြီးဒီလိုပဲရှိရသွားမှာဘယ်သူမှပြောပြောတော့ဘာမှတော့ပြောင်းလဲဖို့အစီအစဉ်မရှိဘူးလက်ရှိချိန်ကြီးတော့ကိုယ့်စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့လမ်းမှာ အားပေးဖို့မရှိတဲ့အပြင်မိဘအတိုင်းဝိုင်းနဲ့ဖြစ်သူတွေကပါတန်တော်ရောင်းသမားတွေပေါ်နားမလည်နိုင်ကြပါဘူး။အောင်မြင်ပြီးချမ်းသာတဲ့အဆိုတော်တွေပဲဖြစ်စေချင်ကြတာပါ။အောင်မြင်သွားရင်လွတ်လပ်မှုဆိုတာပျောက်သွားတတ်ပါတယ်။ဒီလူငယ်နဲ့များသောအားဖြင့်ဆက်ဆံမိတဲ့အခါမျိုးမှာလူငယ်ယူကိုချင်းစာတက်လာ။ဘာပြောစာတက်လာဆိုတော့ဟို သူတို့ဘဝတွေကဂီတာတီးတယ်ပေါ့နော်ဒီ music လို့လုပ်တယ်ဆိုတော့အဓိကပြဿနာအိမ်နဲ့ရင်ဆိုင်စပြဿနာနောက်သူတို့သူတို့ရဲ့ဒီချစ်သူပေါ့နော်အဲ့လိုကောင်မလေးနဲ့အဲ့လိုမျိုးအဆင်မပြေဖြစ်တယ်ဘာသာသူတို့ကဘဝဘဝကိုသူကအဲ့လိုခိုင်ခိုင်မာမာနဲ့ဖြစ်စေချင်တဲ့အချိန်မှာဒီဂီတာလောကမှာဘာမှလည်းမဟုတ်ဘူးပေါ့ဘာမှလည်းမဖြစ်ဘူးဖြစ်တဲ့အခါမျိုးကြတော့သူတို့စိတ်ပြတ်သွားမှလည်းတစ်ချက်ဆုံးရင်ဟမ်ဒါပေမဲ့များသောအားဖြင့်တော့လုံး ဲ့လိုမျိုးပေါ့နော်အစိတ်ပြက်ကံပြီးတော့အဲ့လိုစားစင်းရနေစင်းရအဲ့လိုမျိုးလူဟိုလူနှိမ်လိုက်ဒီလိုနှိမ်လိုက်နေတော့လှုပ်ရင်းနဲ့ဖြစ်နေကြတာလည်းရှိပါတယ်အဲ့မှာထိတ်တော့သူတို့စိတ်ပေါ်မှာမူတည် င်မရေးစီးကြောင်းကိုသွားဖို့ underground နယ်ပယ်ဟာလှေကားတွေတခုလိုအတုံးချခံနေရတဲ့နေရာတခုလားဘာပဲပြောပြော underground ဆိုတာလွတ်လပ်တဲ့ဖန်တီးမှုရှိတဲ့ဂီတတွေအတွက်လူငယ်တွေရဲ့ရွေးချယ်ရာဖြစ်နေစေတခုပါအဲ့ဒီနယ်ပယ်ရဲ့တတ်မှတ်ချက်မှာအောင်မြင်မှုနဲ့ငွေကြေးပါလာရင်တော့ဖန်တီးမှုဟာကြာဆုံးသွားပါတော့တယ် မင်းစတရီကိုသွားဖို့အတွက်ဈေးကားတစ်ခုလိုမျိုးအန်နာရောင်းကိုသုံးချရတော့ဒါအန်နာရောင်းသမားမဟုတ်ဘူးလို့ပဲကျွန်တော်မြင်တယ်ပေါ့ဗျာဒါပြောမယ်ဆိုရင်ဒါလောလောဆယ်မှာအခွင့်အရေးမရသေးလို့ဟိုမင်းရှင်ပေါ်မတက်နိုင်နေတာပေါ့အားကြောင့်မလို့သူကသူ့ကိုယ်သူအန်နာရောင်းလို့ခံယူထားတယ်တကယ်တကယ်အခွင့်အရေးရရင်သူကအလာကြီးဖယ်ကြပြီးတော့ဒိုးပါပဲအဲအန်နာရောင်းသမားကကြတော့သူ့မှာအခွင့်အရေးပဲရရဘလို့ချင်းနေပဲရရသူ့ရဲ့ငကိုခံယူချက်ကြီးလုံးဝမပြောင်းလဲပါဘူးပေါ့အန်နာရောင်းမှာသူတို့ကဘာဖြစ်ရမှမရှိဘူးသူတို့ရဲ့စိတ်တိုင်းကသူတို့အချိန်တွေကိုသူတို့ ဟိုအချိုးချစ်ကြီးအတုံးချပြီးတော့တို့တွေဟိုဖန်တီးနိုင်တဲ့အတွက်ကြောင့်ဒီအမှုပညာအရန်ကိုပြောင်ပြောင်းတယ်ကွာမင်းဆွေးလဲရောက်လဲရောက်ပါခုနကပြောလို့ပါတို့မှာဖီးယားရရှိလာတယ်တို့ရဲ့ရာဝါးတဲ့နာမည်ကြာမှာကြောက်တယ်ပရိုဂျူဆာ အကြိုက်ကိုလုံပေးရတာရှိတယ်ပြီးသူတို့တချင်ကိုသူများမကြိုက်မအောင်ကြောက်ရင်ကြောက်အောင်နဲ့သူတို့ရဲ့ဖန်တီးမှုကကြောက်ရွံ့မှုတွေကြားထဲမှာနှိမ့်မြုပ်ပြီးတော့ဖန်တီးမှုအစ်စ်ကမတက်လာတော့ဘဲနဲ့ကြာသွားဒါကတော့တာလကတွေရှိပါတယ်ဘန်နေဘန်နေမိတ်ဆွေးမော်ရောက်သွားတဲ့ဘန်တော်တော်များများကိုကြည့်လိုက်ရင်အန္တရာယ်တော့တော့မကောင်းတော့ဘူးဟုတ်